ငလီဘီးကိုကြောင်းပြပြီးတော့အလွန်ငွေလိနေတဲ့သူတွေအကြောင်းကိုထုတ်ဖော်တီးပြလာတဲ့ကူကူပရိသတ်များအလုံးမဲမင်္ဂလာပါရှင်ဆယ်လီစပေးကနေပြန်လေးကြိုဆိုလိုက်ပါရီစင်မာတူအဖြစ်လူတီများနဲ့ကူကူကတော့ငလီဘီးကိုကြောင်းပြပြီးအလူရှင်တွေကိုလိနေတဲ့သူတွေအကြောင်းကိုထုတ်ဖော်ပြောကြားလာခဲ့ပါရီ ကိုကတော့ game streamer တအုပ်ဖြစ်ပြီးတော့အနုပညာလုပ်တွေကိုလည်းလှူဆောင်နေတဲ့သူတအုပ်ပါမြင်းလဲလိုပညာရည်တွေနဲ့လောကီပညာတွေကိုလည်းစိတ်ဝင်စားသူပါသူရင်နောက်ထပ်ဝါသနာတစ်ခုကတော့ writer လုပ်တွေလုပ်တာပဲဖြစ်ပါရင်ရေးပေးတို့ကလည်းတကြွစွာပါဝင်ကူညီခဲ့သလိုမလ28နေ့မှာဖြစ်ခဲ့တဲ့ငလျင်ပေးမှလည်းဒုက္ခရောက်သူတွေကို အားတော်ခေါ်ဆိုင်ကူညီပေးနေသူပါကိုကပါဝင်နေ writer ဖွဲ့ကငလျင်ကြောင့်ဘေးတင်နေရတဲ့ဒီရတွေကိုထိထိရောက်ရောက်ကူညီခဲ့ကြတာပါအလူရှင်တွေရဲ့ငွေတွေနဲ့ကူညီခဲ့စရေးပစ္စည်းတွေကိုလည်း အမှန်တကယ်ဒုက္ခရောက်ရသူတွေထံမှာရောက်ရှိစေဖို့တေးချာချာစီစစ်လူဒန်းပေးကြတာပါ။ဒါကြောင့်လေကိုကိုတော်ရလူဒန်းတဲ့နေရာတွေမှာပြဿနာဖြစ်ပွားမှုတွေမရှိသလောက်နဲ့ပါပြီးပြည်သူတွေကလည်းလေးစားချစ်ကင်နေကြတာပါ။ငလင်းဘေးကဲဆေးစခန်းတွင် တင်းလင်းတန်တဲ့ကြေးရွာတွေထိသွားရောက်ပြီးတော့လိုအပ်ကြတွေကိုစီစစ်လူတန်းကကူညီနေကြတာပါ။ဘုံကြီးเจ้าတွေဓမ္မယုံတွေကစားပြည်သူတွေနေထိုင်ရတဲ့အိမ်တွေထိလိုက်လံကူညီပေးနေတာကြောင့်အားလုံးရဲ့လေးစားမှုကိုရရှိကြတာဖြစ်ပါတယ်။ငလင်းပေးတဲ့စီရီပထိုရီငလင်းပေးရှောင်းစကန်းတွေတီလီတွေတွေ့ဖွင့်ထားတဲ့ကရာတွေကိုပါကူညီလူတန်းနာတွေလုပ်ခဲ့တာပါ။ငလင်းပေးမှာကူညီကေစရေလုပ်နေကြတဲ့မိသက်တပ်ဖွဲ့နဲ့အခြားလူမျိုးရေးတင်းတွေကိုလည်းတက်နိုင်သလောက်ဂုဏ်ပြုထောက်ပံ့ပေးကြတာဖြစ်ပါတယ်။ကူကူကတော့ငလင်းပေးကြီးစတင်ဖြစ်ပေါ်တဲ့အချိန်တွေကမြေပြင်ထိ ီစဉ်ပြီးတော့ကုညီမှုတွေလှုပ်ဆောင်နေတာအခုထိဆိုရင်တော့တလာနီးပါးရှိခဲ့ပြီးဖြစ်ပါတယ်။ခဲခဲတဲ့နေရာတွေအထိသွားရောက်ကုညီပေးခဲ့ပြီးနေရာဆောင်တောက်ဆောင်ကနေစဉ်စားဆောင်ရွက်ပေးနေကြတာဖြစ်ပါတယ်။ဒီလိုကုညီပေးနေတယ်လို့ငယ်လင်ပေးသည့်ပြည်သူတွေအတွက်စိတ်ခွန်အားပေးရပြီးပညာပေးရပြီးစိတ်ပျော်ရွှင်အောင်တုတက်ထားတဲ့မြင့်လေပညာနဲ့ဖြတ်ပြရတွေပါလုပ်ပေးကြတာပါ။ကိုကွာသူလှုပ်ဆောင်ခဲ့သမျှတွေနဲ့အလူရှင်ရဲ့ငွေကြေးတွေစီမံမှုတွေကိုလည်းသူ့ရဲ့ဆိုရှယ်မီဒီယာအကောင့်ကတစင်ပွင့်လင်းမြင်သာစွာခြားပြတတ်သူတို့ဖြစ်ပါရီ။ သူရဲ့စေတနာပါပါဆောင်ရွက်ပေးမှုစီစီမှုကောင်းမွန်တာနဲ့အလေလွင့်မရှိအောင်ဆောင်ရွက်ပေးနိုင်တာကြောင့်လည်းပြည်သူတွေစီကမြတ်တာတုတ်ပြန်မှုတွေကိုရရှိခဲ့တာဖြစ်ပါတယ်။အလူရှင်များစွာကလည်းကိုကိုရဲ့ကုညီကေစေရဲ့လုပ်ငန်းတွေအတွက်အလွန်ငွေနဲ့ပစ္စည်းတွေယုံကြည်စွာထောက်ပံ့ပေးလာတာပါ။ အဲ့လိုပရိုက်တာလုပ်တွေကိုစိတ်နှမြုံနဲ့လှုပ်ဆောင်နေတဲ့ကိုကူဟာငလင်ပေးကူညီရေးမှာတွေ့ကြုံရတဲ့မျိုးသားမှုတွေအလွန်ငွေနဲ့ပစ္စည်းရရှိအောင်လေးလေမှုတွေကိုလည်းပြောပြလာခဲ့တာပါပြည်စည်းမှုစီးနေကောက်ယူချိန်မှာလိန်ပြီးတော့စည်ရင်ပေးတာတွေငလင်เจ้าမဟုတ်ဘဲငကိုရဲကရိုင်းနေတဲ့အိမ်တွေကိုဖြိုလဲပစ်ပြီးတော့အိမ်ဆောက်ပေးအောင်လုပ်တာတွေဟန်ဆောင်ကိုပြတာတွေလုပ်နေကြတဲ့သူတွေရှိကြောင်းပြောပြခဲ့တာပါအဲ့လိုလူတွေအနေနဲ့ကိုယ့်ကိုယ်ရှက်တင်ကြောင်းနဲ့အများတကာဒုက္ခရောက်နေချိန်မှာယူသားတင်ကြောင်းဆိုခဲ့တာပါငလင်เจ้าအမေရိကန်တိကြ ပျက်စီးဆုံးရှုံးမှုရှိတယ်ဆိုရင်ပဝင်းကျင်ကလည်းသိရမှာဖြစ်ပြီးအချို့ကလည်းစူပါဝိုင်းနေကြကြောင်းအဲ့လိုလိုရက်တွေကြောင့်ငနေပေးတင်ပြီးတော့အမှန်တကယ်ထိခိုက်ဆုံးရှုံးသွားသူတွေကပုံမနစ်နာရကြောင်းပြောပြသွားကြတာဖြစ်ပါတယ်အမှန်တကယ်လေချို့နေရာတွေမှာငနေပေးတဲ့သူတွေဘာမှမဖြစ်ဘဲနဲ့ခြောက်ဝင်လိုချင်တဲ့သူတွေရှိနေကြတာပါဒါကြောင့်လေပြည်သူတွေကငနေပေးကြောင်းအမှန်တကယ်ထိခိုက်သူတွေကိုထိရောက်တဲ့ထောက်ပံ့ကူညီမှုတွေရရှိစေချင်တာဖြစ်ပါတယ်ပရိသတ်ကြီးကလည်းကိုကူရဲ့ငနေပေးကေဆေးရေးဆောင်ရွက်ချက်တွေပေါ်မိမိတို့ရဲ့ထိမြင့်ချက်လေးတွေပေးခဲ့ပေးပါအောင်ရှင် ်နောက်ပြည်တွေမှာပြန်ဆောင်ကြမယ်နော်မြန်မာပြည်သူပေါင်းကဲကြီးတုံးမပြီးမှကင်းဝေးကြပါစေ